ဒီကအဲ့ဒီအဲ့ဒီ better person ဆိုရဲစကလုံးလေးပေါ့အာလီတို့တယောက်နဲ့တယောက်ချစ်ကြတယ်တယောက်နဲ့တယောက်မေတ္တာမြားကြတယ်ဆိုရဲဟာကအဲအဲ့ဒီအရာလေးကတော်တော်အဲခိုင်မြဲတဲ့စကလုံးလေးတစ်လုံးပါဆိုတော့လီကတော့အဲ့စကလုံးလေးကိုကြိုက်တယ်ပေါ့အဲ့မှာ marketing မှာအောင်းသွားတော့ အာမိမပူဆန်လာတော့မပြောတတ်ပါဘူးဒါတစ်ဖက်လူကမြင်တဲ့အမြင်ပဲထင်ပါတယ်လီကတော့အရင်လီလီပါပဲအာအများလဲဆိုတော့အထူးကတော့စိတ်နေစိတ်ထားပုံချင်းလေးတော်တော်လေးတူတာကိုလေးတိထားမိတယ်အကြံတဲ့အရာတွေကလေးတို့ညှိယူပါတယ်အထူးကအာအချိန်တော်တော်များများသူနဲ့ပဲကုံဆုံးနေရဆိုတော့နှစ်ယောက်အာ ဗာလေးတွေဆိုရင်တော့မကြိုက်ဘူးဗာလေးတွေဆိုတော့ကြိုက်တယ်ဒီလိုမျိုးလေးဆိုရင်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့အဲဒါမျိုးလေးတော့သွားတယ်အဲဟာတာပါသူအဆက်မစားဆိုတော့လီ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 ပဲလိုက်ကြည့်လိုက်ပါလေလီလီလည်းအဆက်မသိပ်မစားပြုဆိုတော့အဲ့လိုတခုခုဟင်းပွဲရွေးမယ်ဆိုရင်တော့အဲ့လိုအချိုးပွဲလေးကိုရွေးပြစ်တာမျိုးပေါ့အဲ ားလေးကအရန်ကိုအာဇလန်ဒရက်ဆိုပြီးအရန်ကိုထူဆန်းတဲ့ကားလေးအဲတမယ်ရဲ့ယူလိုက်လည်းပါတယ်ဆိုတော့လာရောက်ပြီးတော့အပိတ်ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ပါအာအဓိကတော့တူတူရှိသားလေးအာဒါဖန်တီးထားတယ်ပုံမှန်ဇလန်ဒရက်ရဲ့ထဲခွဲထွက်ပြီးတော့မှဆိုတော့လီလို့ဒါလာရောက်ပြီးတော့အပိတ်ဝင်းရန်တာပေါ့လေးကြိုက်ပါတယ်ဟုတ်ကဲ့ဟုတ်ပါဩဟိုဟာအဲ့ဒါဟိုဟာလီလို့အဲ့ဒီဆိုင်လေးကိုအဲစားတော့ဆိုင်လေးကနေအတဲတဲ့ဟိုတယ်ကိုပြန်နေတဲ့အချိန်လေးမှာပဲအနောက်ကနေပဲတိုင်းလိုက်လာရင်ねစ စာရင်လည်းစာရင်အတိုင်းပြောထားတဲ့ဗီဒီယိုလေးပါဒီနှိုးရပါတယ်အဓိကတော့ဒါကိုရီပျော်ရှင်နေတဲ့အခိုက်အတန့်လေးလည်းဖြစ်တယ်အဲ့ဒါအောင်မှာသူကလည်းဒါအဲခြေခြေနဲ့နှစ်နိုင်ချင်းနဲ့ဒီဟာလေးကိုသူကသူလေးအာသူ့ရဲ့ကိုပိုင် page လေးမှာ posting ထားတယ်ဆိုတော့လေလေအရင်အောင် PT ဖြစ်ရပါတယ်ကျင်းနေရပါတယ်ဟုတ်အဲကြောက်တယ်လို့ပဲပြောရမှာပဲ तू တော့ပုံမှန်လဲဆိုင်ငယ်မကျွမ်းသေးဘူးမစည်းတတ်သေးတဲ့အလူတယောက်အနေနဲ့ရောပြီးရင် तू အဲအနောက်မှာထိုင်ရတဲ့ဟာမှာလေတို့အဲ့အဲ အကံပုံပါသွားတဲ့အဲခီးမာတော်မှာသူပွင့်လင်းပြောရင်သူတလန်းလုံးအဲ့ဇက်နှစ်ဖက်လုံးအဲ့လိုနောက်ကတန်းယူသူကင်ပြီးမှလိုက်တာအဲ့ဒီတနာရီလောက်မောင်းထားတဲ့ခီးကိုသူအဲ့တနာရီလုံးလုံးကင်ပြီးနောက်ပြီးအဲ့လက်တွေမှာလည်းအတမာတွေရဲတွန်နေရပဲသူတော်တော်ကြောက်တယ်တဲ့မှာအားလေတော်တော်လိုက်ခဲ့ရတယ်လို့ပဲပြောရမှာပေါ့လေသူ6လဆောင်ပြီးတယ်အဲအဲ့ဒီအထဲမှာအဲ့အတွင်းမှာလည်းသူ ကိုကြွေအောင်ကိုအဲသူ marketing နဲ့စင်းနေပါလိမ့်နော်ဆိုတော့ခဏပြောတဲ့ဘိုက်ကာမာလေးကပျော့ပါအာအဓိကတော့အကိုသူတန်ဖိုးထားကြောင်းကိုချစ်ကြောင်းပြီးတော့လီလီကအရှိမလဲလီရလီရ trauma ရထားတဲ့မင်းကလေးတယောက်အနေနဲ့လေလေအချစ်ကိုကြောက်နေတဲ့သူတယောက်ပေါ့နော်ဆိုတော့အဲသူကိုယ်တိုင်ကလည်းဒါမျိုးတွေမဖြစ်အောင်သူလည်းစင်ကျင်ပြီးတော့မှနှစ်ယောက်သားတယောက်နဲ့တယောက်အဲ better person ဖြစ်အောင် အဲနေပြီးတော့အဲ့ဒီအချက်လေးကိုဖန်တီးပေးသွားမယ်ပေါ့သူကိုယ်တိုင်လည်းအဲ့လိုလေးဖန်တီးပေးပါမယ်ဆိုတော့စကားရည်နဲ့ပဲ marketing စင်ခဲ့တော့အဓိကအဲ့ဒီအဲ့ဒီ better person ဆိုတဲ့စကားလုံးလေးပေါ့အဲဒီလိုတယောက်နဲ့တယောက်ချစ်ကြတယ်တယောက်နဲ့တယောက်မေတ္တာများကြတယ်ဆိုတဲ့ဟာကအဲအဲ့ဒီအရာလေးကတော်တော်ဟိုအဲခိုင်မြဲတဲ့စကားလုံးလေးတစ်လုံးပါဆိုတော့ဒီကတော့အဲ့စကားလုံးလေးကိုကြိုက်တယ်ပေါ့အဲ့မှာ marketing မှာအောင်သွားတော့ အာမိမပူဆန်လာတော့မပြောတတ်ပါဘူးဒါတစ်ဖက်လူကမြင်တဲ့အမြင်ပဲထင်ပါတယ်လီကတော့အရင်လီလီပါပဲအာအများလဲဆိုတော့အထူးကတော့စိတ်ကြီးစိတ်ထားပုံချင်းလေးကိုတော်တော်လေးတူတာကိုလေးတိထားမိတယ်အကြံတဲ့အရာတွေကတော့လေးတို့ညှိယူပါတယ်အထူးကအဲ အချိန်တော်တော်များများသူနဲ့ပဲကုံဆုံးနေရဆိုတော့နှစ်ယောက်အဲဗာလေးတွေဆိုရင်တော့မကြိုက်ဘူးဗာလေးဆိုတော့ကြိုက်တယ်ဒီလိုမျိုးလေးဆိုရင်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့အဲဒါမျိုးလေးတော့သွားတယ်အဲဟာတာပါသူအဆက်မစားဆိုတော့လီ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 ပဲလိုက်ညှိလိုက်ပါလေလီလီလည်းအဆက်မသိပ်မစားပြေဆိုတော့အဲ့လိုတခုခုဟင်းပွဲရွေးမယ်ဆိုရင်တော့အဲ့လိုအချိုးပွဲလေးကိုရွေးပြစ်တာမျိုးပေါ့အဲအဓိကအဲ အရင်စလီတို့အဲစတွဲဖြစ်ခါစတော့ကတော့ तू ကတိတ်ပြီးတော့ဒီအဲဆိုင်ကယ်သွားတယ်လာတယ်ဆိုတဲ့ဟာမျိုးယောက်ျားလေးတေးယုံနေပေါ့ ဆိုတော့အဲသူလိုက်ရမှာဖြစ်မယ်တချို့ဟာလေးတွေအဲပင်မန်းနေလို့ပင်မန်းနေရမကြည့်ရဘူးလို့ဘာလို့ပေါ့နော် သူဒီအနှစ်သာရောသူမသိသေးဘူးလေဆိုတော့လီလီယာသူ့ကိုအဲတစ်ချိန်စမ်းစီးကြည့်တယ်နှစ်ချိန်စမ်းစီးကြည့်တယ်ဆိုတော့အခုအချိန်အတိုင်းသာတစ်ခုရောက်တဲ့အချိန်မှာသူကိုယ်တိုင်သူသူကိုယ်တိုင်ကဒီဆိုင်ငယ်စီးရတဲ့အရာတော်ကိုကြိုက်လာတယ်သူတင်မယ်ပြောတယ်အဲဒီတစ်ခါနောက်ဆုံးဒီလိုပကံမှာစီးခဲ့တဲ့ trip လေးကတော့အမှရှင်းမြတ်တို့ရောအကုန်လုံးအဲသူ့ကိုဘေးနားကနေအာ ကိုကြီးဆိုင်ငယ်စီရမယ်နော်။ဘာညာဆိုသူတော်တော်လေးပိုးချွာနေ သူတင်မယ်သူလုံးမယ်ပေါ့သူစီးရှင်တယ်ဆိုပြီးပြောနေတယ်ဟုတ်ဟုတ်အာလီတို့ချစ်ပေးကြတဲ့ပိတ်သက်တယောက်ချင်းစီတိုင်းကိုလီတို့တကယ်ကိုချေစုတက်ပါတယ်လို့လီတို့လည်းအပွင့်နေပြောရတော့ဒီအလူပညာဘိုင်းမှာရောလီတို့ရဲ့ဒီဘက်လူမျိုးရေးဘိုင်းမှာရောအစောဖရရအားလုံးအစီအပြေချုံးလို့ရအောင် လီတို့အဲစူးစမ်းပြီးတော့တိစောက်နေပါတယ်လီတို့ရုပ်ရှင်လေးတွေလည်းတက်လာဖို့ရှိပါတယ်ဆိုတော့ရုပ်ရှင်လေးတွေအဲတက်လာတဲ့အခါကျရင်ဒါအားပေးပါအောင်လို့ဒီကပြောချင်ပါတယ်ရှင်အားလုံးချေစုပါ Thank you.